ဒီလကတော့ဒီတနင်္ဂနွေသားများအနေနဲ့ပေါ့နော်ငွေကန်ကတော့ကောင်းတဲ့လကိုပြောလို့ရပါတယ်ပတ်စံဝင်တာများပြီးတော့ဒီမိမိအတွက်အလောက်ကန်အခွင့်အရေးတွေနဲ့အလွန်အမင်းကောင်းမှုနဲ့ဒါလို့လည်းပြောလို့ရတယ်ပေါ့နော်နောက်ပြီးရခါကျတော့စက်တူလုပ်ငန်းတွေကလီလာမှာအကျိုးပေးပြီးတော့မိမိရဲ့စက်တူလုပ်ငန်းတွေအတွက်ကူညီပေးမဲ့သူတွေမားစာပေးမဲ့သူတွေရဲ့အမြောက်များပေါ်လာတတ်ပါတယ် လုပ်ငန်းကိစ္စရဲ့အနေနဲ့ပတ်သက်ပြီးတော့အရင်ရှိပြီးသားလုပ်ငန်းတွေကဒီလမှာပို့ပို့ပြီးတော့အဆင်ပြေလာပြီးတော့ရလဒ်ကောင်းတွေရရှိလာဖို့တွေ့ရပါတယ်ဒါပေမဲ့လုပ်ငန်းအစ်စ်တွေကိုဒီလမှာလုပ်မယ်လို့စဉ်းစားတယ်ဆိုရင်တော့အလုံးဝလုံးဝမလုပ်တင်ပါဘူးလုပ်ငန်းအစ်စ်လုပ်မယ်ဆိုဒီကာလမှာဒီဟိုပြောရမယ်ဆိုရင်တော့အရှုံးများတာမျိုးအခက်ခဲတွေကြုံရတာမျိုးပြဿနာတွေကြုံရတာမျိုးဖြစ်တတ်တယ်အဲ့တော့ logo ရှိပြီးသားလုပ်ငန်းတွေကတော့ဒီလမှာပို့ပို့ပြီးတော့အားကောင်းလာပြီးတော့ပို့ပို့ပြီးအဆင်ပြေလာတာကိုတွေ့ရတယ်ပေါ့နော်မိမိရဲ့မိသားစုတွေထဲကနေပြီးတော့မိသားစုညီကိုမောင် တော့မှဒီမိမိရဲ့အိမ်တွင်းရေးနဲ့ပတ်သက်ပြီးတော့အိမ်တွင်းရေးအတွင်းပိုင်းပေါ့အိမ်တွင်းရေးပြဿနာတွေတက်တာမျိုးအိမ်တွင်းရေးအခက်အခဲတွေရှိတာမျိုးအိမ်တွင်းရေးအနောက်ရှက်တွေရှိတာမျိုးအိမ်တွင်းရေးပြဿနာတွေရှိတာမျိုးတွေလည်းဖြစ်ပေါ်တတ်ပါတယ်နောက်ပြီးရခါကျတော့ဒီကာလမှာပေါ့နော်ငွေကြေးငွေကြေးတွေကိုချီးငားတာမျိုးငွေကြေးတွေကိုတရားရှိရနေပြီးတော့ကိုရှာလာချီးရခါကိုလုံးဝလုံးဝကိုကလည်းသွားမချီးနဲ့ဒီကိုရှိသားချီးရလဲလုံးဝလုံးဝလက်မခံပါနဲ့ဒီ ြောချင်တယ်ဗောနော်ပြီးတော့ဒီလာထဲမှာလည်းအင်ဂါနန်စက်တို့စက် PC အစ်စ်တွေနောက်စိန်ထဲ PC တွေစသဖြင့်အင်ဂါနန် PC တွေလည်းအများအများဝင်တတ်တယ်အင်ဂါနန် PC တွေဝင်ပြီဆိုတော့မိမိဘဝမိမိဒီအလွန်မင်းကံကောင်းတယ်အများကြီးကံကောင်းတယ်လို့ယူဆလို့ရတယ်ပုံပြီးကံကောင်းလာမယ်ဆိုတော့နေသားတစ်ခုလည်းတွေ့ရတယ်ဗောနော်ဒီကာလမှာကြတော့ဘာလဲဆိုတော့အဓိက အဓိကတော့စိုးရိမ်ကြရှိကြကြတော့ပါလဲဆိုတော့မိမိရဲ့အထက်လူကြီးတွေနော်လူကြီးသူမတွေပေါ့နော်အဲ့လူကြီးသူမတွေရဲ့ဒီအထင်လွဲခြင်းခံရတဲ့ကြောင့်ကြောင့်မလို့ဒီကာလမှာပေါ့စကားအပြောဆိုတာစပြီးတော့အားလုံးတတိထားပြောဆိုဖို့လိုရပါလိမ့်မယ်။နောက်မိမိထက်ငယ်တဲ့မိသားစုဝင်တွေမိမိထက်ငယ်တဲ့သူတွေပေါ့နော်ကျမ်းမာရေးနေညံ့တက်ပြီးတော့စီယုံစေကန်နေတက်ရတာမျိုးနောက်ဆုံးအချိန်နေစိုးစိုးဝါဖြစ်တက်လို့ဆိုပြီးတော့စီယုံတက်ရတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်တတ်တာကိုလည်းတွေ့ရပါဗျ။ ပြောဒီကာလမှာပေါ့နော်ဘယ်သူဘယ်ဝါနဲ့မှာဘာပြက်နာကြီးကြီးမားမားမှမတက်ချင်ဘူးဆိုရင်တော့ဘာစကားမှမပြောဘဲနဲ့အေးဆေးဆေးပဲဒီနှုတ်ပိတ်ပြီးတော့အေးဆေးဆေးနေလိုက်ချင်းဟာအချို့ဖြိုကျော်အချို့တော့ပြဿနာတွေကိုအေးဆေးဆေးကြော်ဖြတ်နိုင်မဲ့အနေထားလို့ပြောလို့ရပါတယ်ဒီကာလမှာပေါ့အတိုက်ခံအမြောင်များရှိပေမဲ့လည်းလုံးဆရာရှိရာကိုတော့ကိုယ့်အကိုဖျက်ဖျောက်တဲ့လုပ်ဖို့လိုအပ်တယ်မူလရှိနော်လိုလိုဟိုလိုပါတယ်ပေါ့နော်ဒီအဲ့ဒါဆိုရင်မိမိရဲ့ကိစ္စရဲ့ဒီတော့သူအေးဆေးဆေးပဲပြီးဆုံးသွားလိမ့်မယ် ထုတော့ရှိရပါဘောเนาะလုံးဝလုံးဝရှိမှပြောကြတဲ့လိုမျိုးပဲပါလုံးဝအစ်စ်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 လုံးဝမလုပ်ပါနဲ့အဟောင်းအဟောင်းတွေကိုပဲရှိနေတဲ့အဟောင်းတွေကိုပဲလုံနေတဲ့အဟောင်းတွေကိုပဲလုံနေတဲ့အရာတွေကိုပဲပုံပြီးအကောင်ပုံပြီးအစဉ်ပြောင်းလို့သွားဖို့ပဲကျွန်တော်နေနေအကြံပြုလို့နေပါတော့။နောက်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေเนาะ ဲ့ຢာတွေပေါ်မူတည်ပြီးတော့မှလိုင်လောညီတယ်မှုရှိစွာနေတတ်ဖို့လိုအပ်ပါပဲဘာမှလုံးဆရာမရှိဘူးဆိုရင်ဘာမှဆောင်ရွက်ဆရာမရှိဘူးဆိုရင်ဆိုရင်တော့ထိုင်နေပါအဲလုံးဆရာရှေ့သားနဲ့ပြင်းနေမယ်လုံးဆရာရှေ့သားနဲ့ထိုင်နေမယ်ဆိုရင်တော့ရသိမ့်ရတဲ့ဓာတ်တွေကိုမရဘဲနဲ့အလို့ကျန်တဲ့နောက်လလလတွေမှာပေါ့နော်ပင်မတ်တက်တယ်ဆင်းရက်တက်တယ်အဆင်မပြေမှုတွေဖြစ်ပေါ်တတ်တယ်ပေါ့နော်ဘာလို့ကြောက်တော့ပါလဲဆိုတော့အမှုကိစ္စတွေကြုံတွေ့ရတတ်ပါတယ်ဒီလမှာတက်နိုင်လောက်ပေါ့နော်အမှုကိစ္စတွေကြုံတွေ့ရခြင်းမရှိစေရတဲ့တက်နိုင်လောက်ဆောင်ကျင်မှာ လိုက်တော့ဗောနော်ဒီဟိုဂျူးဆိုင်ပါတော့ကျွန်တော်အနေနဲ့မှားကျင်တယ်နောက်ပြီးရခါကျတော့အချီရီကတော့ဒီကာလမှာလုံးဝလုံးဝပင်ပန်းတက်တဲ့လလို့ပြောလို့ရပါတယ်အချီရီပင်မဲ့မယ်အစင်မပြေဘူးလို့ရှိမယ်ဟိုဒီပြောမှဆိုတော့အချီရီကြောင်းမလို့ကို့မှာစိတ်တော့ကရောက်ပြီးတော့ဒီတော့ကပြပါရတယ်လေအမြောင်များဖြစ်ပေါ်တတ်တယ်အချီရေးကြောင်းမလို့ကိုယ်မှာစိတ်ဆင်းရခြင်းပင်ပန်းရခြင်းစိတ်နှောင့်ယှက်ဖြစ်ရခြင်းအဲစသဖြင့်ပေါ့နော်အချီရေးကြောင်းမလို့ပင်ပန်းရခြင်းဖြစ်တတ်ပါတယ် နော်နောက်ပြီးဒီကာလမှာပါနော်ဒီကျမ်းမာရေးရှင်တွေနဲ့ပြောရမယ်ဆိုရင်နော်ဒီအသေးစားမတော်မဆမှုလေးတွေဖြစ်တာမျိုးအဲ့ဒီအသေးစားမတော်မဆမှုလေးတွေကြောင့်မလို့မိမိရဲ့ခြေလက်ခန္ဓာကိုယ်တွေအယိုးစစ်တွေထိခိုက်တာမျိုးအယိုးစစ်တွေနစ်နာတာမျိုးအယိုးစစ်တွေနာကျင်တာမျိုးပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာအဲ့နောက်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီ စီးနဲ့ပတ်သက်တဲ့ယောဂါတွေကျွန်တော်တို့ဒီအမျိုးသမီးတွေဆိုရင်တော့အမျိုးသမီးယောဂါတွေဒီကာလမှာကြီးဟိုဖြစ်ပေါ်တတ်တယ်ပေါ့နော်။ယောက်ျားလေးတွေဆိုရင်တော့ကျွန်တော်တို့စီးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီဒီဖြစ်တဲ့တာကိုတွေ့ရပါတယ်။အဲ့တော့ဒီကာလမှာပေါ့မိမိရဲ့လုပ်ငန်းဆောင်တာတွေအားလုံးအဆင်ပြေချောမွေ့ဖို့ရန်အတွက်အကောင်းဆုံးရည်ရည်အကို ပြောရမယ်ဆိုရင်တော့မိမိဒီလမ်းနေပေါ့နော်လမ်းနေလမ်းနေပြင်ပေးတာမျိုးလမ်းနေလမ်းမှာရှိနေတဲ့လမ်းမှာရှိနေတဲ့ပေါက်တွေကိုကျွန်တော်တို့ဒီပေါက်တွေကိုဖာပေးတာမျိုးဒါမျိုးတွေလုပ်ပေးပါမိမိရဲ့ဒီဖုံးကြီး နော်ဟိုဖုံးကြီးတွေတိလားရှင်တွေကိုဖနက်လှူတာမျိုးဖနက်နော်ဖနက်လှူတာမျိုးဖနက်တဘာကိုတရံစီပေါ့နော်မိမိတက်နိုင်ကြလောက်ပေါ့နော်ဖနက်လှူပေးရမျိုးလုပ်ပေးပါအဲ့ဒါဆိုမိမိရဲ့အခက်ခဲတွေမိမိရဲ့အနှောက်ယှက်တွေတည်လေသွားပါလိမ့်မယ်အားလုံးအစဉ်ပြေချုံးမကြပါစေဂျွန်လာမှာလည်းမိမိတို့ရဲ့စောင်ရွက်တော့ကိစ္စမမြတ်အားလုံးအစဉ်ပြေချုံးမပါစေ